အဲ့ဒါဒီနေ့ကတော့တင်မောသီတုတ်တုတ်ဆာမဲ့ဗီဒီယိုပဲဖြစ်ပါတယ်ရှင်ဒီနေ့တုတ်မှာကတော့မန္တလေးတုတ်လို့ရပါလားမန္တလေးသူတုတ်တာဆိုတော့မန္တလေးတုတ်လို့ရပါလားမသိဘူးအဲ့ထောက်ကတော့မန္တလေးပါဆိုလို့ရှိရင်အချင်းပေါင်းလှဲလေးနဲ့အဲ့လိုမောင်းလေးကိုမှောင်မှောင်ဆိုပြီးတော့တီးပြီးတော့ရောင်းတဲ့အချင်းပေါင်းတွေရှိရဟုတ်တယ်မလားကိုရီးယားကတော့မှောင်မှောင်တွေလို့ခေါ်တာကြီးအဲ့ဒီအသေးတွေတုတ်တဲ့ပုံစံမျိုးတုတ်ဆာမဲ့လို့စဉ်းစားထားတယ်ပေါ့နော်အဲ့ဒါဆိုတော့ဘာမှတော့ထူထူထူကြမှာမဟုတ်ဘူးပေါ့နော်ဒါမဲ့လည်းကြည့်ရင်လည်းဆိုလို့ရှိရင်ဆက်ပြီးတော့ကြည့်လိုက်ကြပါဦးနောက်တော့တင်မောသီလေးကိုအခုခွန်ခွာပြီးတဲ့ခါကျတော့ဂျင်းနဲ့ချစ်လိုက်ပါအောင်မင်းချစ် တဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒီစိုက်ရေဒီလိုအမြင်အမြင်လေးဖြစ်အောင်လို့ဒီဂျစ်လေးကိုအသုံးပြုပြီးတော့ချစ်မယ်လို့စဉ်းစားထားပါတယ်လူပြောရင်ကောင်းပါလေကို့အကြိုက်လို့ပြောရင်ကောင်းပါလားအဲ့လိုအတုတ်တွေပါတယ်တုတ်စားတဲ့အချိန်မှာအတုံးအကြီးတွေတုံးပြီးတော့တုတ်တာထဲမြင်မြင်လေးတွေလှုပ်ပြီးမှတုတ်တာကိုပို့ကြိုက်တယ်ရေဘာလို့လဲဆိုတဲ့ခါကျတော့ကို့ရဲ့ခံစားချက်ကကျတော့ဘောနော်မြင်မြင်လေးတွေဖြစ်နေတဲ့အချိန်ကြောင့်မှအစာပလာကြီးထည့်ပြီးတော့နေလိုက်တယ်ဆိုလို့ရှိရင်သူ့ထဲမှာအရသာကြီးအားလုံးကဝင်ပြီးတော့စားရတာ ပိုကောင်းတယ်လို့ခံစားရတာပေါ့နော်အဲ့ဒါကြောင့်မလို့တင်ပေါ်သီးတုတ်လို့တည့်ရသီးတုတ်တို့ခါကျုပ်လို့ပါလို့ပေါ့နော်အဲ့လိုမျိုးတွေတုတ်စားရဲဆိုလို့ရှိရင်ဒီလိုမျိုးအမြင်လေးဖြစ်အောင်လို့ဒီလိုမျိုးကြိတ်ကလေးကိုတုံးပြီးတော့လုပ်ပါတယ်အဲ့ဒါဆိုတော့အခုဒီဥစ္စာလေးကိုစူးစမ်းပါးချစ်လိုက်ပါဦးမယ် ဆိုလို့ရှိရင်တော့ချစ်လိုက်တာအကုန်လုံးပြီးတော့ပါပြီ။ကျွန်တော်တို့ဒီလောက်အများကြီးကိုတယောက်ထဲနဲ့တစ်ခါတည်းစားလို့မကုန်ဘူးပေါ့နော်။အဲ့ဒါဆိုတော့နှစ်ခါလောက်တော့စားရတယ်ပေါ့နော်။နှစ်ခါလောက်စားဖို့အတွက်ကြတော့ဘလို့ထိမ့်သိမ့်လိုက်လဲဆိုတဲ့ခါကျတော့ကိုယ့်ရဲ့ထိမ့်သိမ့်တဲ့နီးစနစ်ကဟိုလိုမျိုးအေးဒုစရကိုစားနဲ့အွန်းအွန်းဆိုပြီးတော့နယ်လိုက်တာ။နယ်ပြီးတော့အဲ့ဟာကိုလေလုံးနဲ့ဘူးထဲမှာထည့်ပြီးတော့ရေခဲတရာတွေကိုထည့်ထားလိုက်တာ။အဲ့လိုမျိုးလုံးလိုက်ရဲဆိုလို့ရှိရင်တော့နှစ်ရက်၊၃ရက်၊၄ရက်လောက်ထိအောင်ထားခံတယ်ပေါ့နော်။ပြီးတော့ခါကျတော့အရောင်လဲပြောင်းသွားမှရှိဘူးပဲ။ကိုကတော့အဲ့လိုမျိုးလုတ်ပြီးတော့စားပြည့်တယ်ပေါ့နော်။တခြားလူတွေကဘလို့လုတ်လဲမသိဘူး။ပြီးတော့တင်မ င်မောသီးဆိုလို့ရှိရင်လည်းတင်မောသီးတုတ်စားတာပဲတက်တာကြီးတခြားတင်မောသီးနဲ့ဘာဟင်းနေချက်စားလို့ရမယ်လဲမသိဘူးစားလည်းမစားဘူးပေါ့နော်အဲ့ဒါဆိုတော့တင်မောသီးဆိုလို့ရှိရင်တုတ်စားတာပဲများတယ်အဲ့မှာတလုံးလုံးမကုန်တဲ့အချိန်မှာခုနကပြောရဲ့နီးစနစ်နဲ့ရေခဲတရားတွေမှာထည့်ပြီးတော့တိမ့်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ချစ်ပြီးပြီးချင်းအခြေအနေမှာမလုပ်လဲဆိုတဲ့ခါကြတော့အဲဒီမှာရှိတဲ့အရေးတွေလုံးဝမကြံတော့ညှစ်ထုတ်လိုက်တာပေါ့နော်အဲ့ဒါကကြတော့နီးစနစ်ရဲ့ဘာရဲ့ညာရောဟုတ်ဦးကြီးကိုရဲ့ဘယ်လိုပြောရင်ကောင်းမလဲဇီစာကြောင်ဟုလို့ပြောရမှာလားကိုကကြတော့မြန်မာစတိုင်အတုတ်တွေတုတ်စားတယ်ပေါ့နော်ဥမာဆိုလို့ရှိရင်လက်ဖက်တုတ်တို့ခရမ်း န်းကျင်သီးတုပ်လို့အတုပ်တွေလို့ပြီးလို့ရှိရင်အဲ့လိုမျိုးစီချက်တို့ပါအောင်နဲ့တုပ်စားရတဲ့မြန်မာစတိုင်တုပ်စားရတဲ့အတုပ်တွေပေါ့နော်အဲ့လိုမျိုးအတုပ်တွေစားတဲ့ချိန်မှာဆိုလို့ရှိရင်အဲ့လိုလေဘယ်လိုပြောရင်ကောင်းပါလဲအရေးဆက်လက်ဆက်လက်နဲ့လေတခါတည်းမှာဆိုရှိတတ်တယ်လေအတုပ်ပကံထဲမှာရေတွေကအောက်မှာအိုင်းနေတာစီရေမဟုတ်ဘူးကွယ်ရေတွေရေတွေအဲ့ဆိုတော့အဲ့လိုမျိုးအတုပ်တွေဆိုရင်အရန်ဘယ်လိုပြောရင်ကောင်းပါလဲဥရတာပေါ့နော်ဥရပြီးတော့စားခြင်းစိတ်ပျောက်တယ်ပေါ့နော်ကိုယ့်ရဲ့ဇီစာကြောင်မှုလို့ပြောအောင်ပေါ့နော်တုပ်ထားတဲ့အတုပ်လေးက CIN အိုင်းလိမ့်မယ်က ွဲရေတော့လုံးဝမပါဘူးပေါ့တော့အဲ့လိုမျိုးအခြေအနေဖြစ်အောင်လုပ်ပြီးတော့မှတုတ်စားတာပေါ့နော်ခြားတိုင်းရင်းသားတိုင်းတုတ်လေးဆိုလို့ရှင်တော့သူကသူရေဒီပိုင်ပါတာပိုင်ရှိချင်းရှိမှာပေါ့နော်မသိဘူးကိုကတော့ငငယ်ကလေးကအမေချက်ကြွေးတာကိုစားခဲ့ရတဲ့အချိန်မှာမြန်မာစတိုင်းအတုတ်ဆိုလို့ရှင်အောက်ကရေအိုင်းမနေဘူးကွယ်အဲ့ဒါဆိုတော့အဲ့လိုမျိုးရေအိုင်းတာကိုရန်လက်မခံနိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်လို့ဒီဥစ္စာလေးကိုလည်းစူးစမ်းပန်းစားနေညှစ်လိုက်ပါဦးမယ်ကျမလုံးဝမဆယ်ထွက်လာတော့ပါကြီးလမောင်းပါမောင်မောင်တွေစီကဝယ်စားတဲ့တင်မောလေးတုတ်မှာဆိုလို့ရှင်တိုဟူးလေးလည်းနည်းနည်းပါတယ်ဟုတ်တယ်မလား ူးထည့်ဖို့အတွက်တိုဟူးလေးပါပြင်ဆင်ထားပါတယ်တကယ်လို့တိုဟူးကတိတ်တော့မပြရဲဘူးလူလည်းဆိုသူကအရင်ရုပ်ဆိုးနေတာပေါ့နော်ရုပ်ဆိုးတယ်ဆိုတာဒီဘဝချောချောလေးတွေကစီးတုပ်ထားတာကြီးအဲဆို ကိုကဟင်းချက်တာယူရဲအဲ့လိုမကြွမ်းဝေမကြွမ်းတဲ့ခါကျတော့လှုပ်ချင်တာကြီးရှောက်လို့တော့ဗောနော်ခုကိုကြိုပြီးတော့ဘူးထဲမှာထဲတဲ့ချိန်မှာမကက်အောင်လို့စီထဲတာစီထဲတဲ့ချိန်မှာလက်လွန်သွားပြီးတဲ့ခါကျတော့အပေါ်မှာပြင်းပြောင်းလေးဖြစ်နေရဗောနော်ထောက်ရတော့တူဟူးကရုပ်ကတိတ်မလှလိုက်ဘူးဗောနော်ဘာလို့လဲဆိုတဲ့ခါကျတူဟူးကြိုနေတဲ့ချိန်မှာအမှန်တော့အဆက်မပြတ်မှွေရမှာလေဟုတ်တယ်မလားအဲ့ပါတယ်ကျွန်မကပထမမိနစ်ဒီမှာမှွေဖို့အတွက်မေ့သွားဗောနော်မေ့သွားတဲ့ခါကျတော့တူဟူးကအဲ့လိုမျိုးဘယ်လိုပြောရင်ကောင်းပါလဲအဲ့လိုမျိုး အခဲအခဲလေးဖြစ်သွားပြီးတော့တူးတဲ့နေရာတူးပြီးတော့အဲ့လိုမလမပါလေးဖြစ်သွားပါဘောနော်ဝေးပြပြရသာကောင်းကွာအဓိကရဲဆိုတော့ဟူးလေးကိုပါပါလေးလှီးပြီးတော့ထည့်ပါမယ်ပထမဆုံးအနေနဲ့ခုနကလှီးထားတဲ့ဟာလေးကိုထည့်လိုက်ပါမယ်အဲ့ဒီနောက်မှာတော့အော်ဟာလီးတာတဲ့တူဟူးလေးတွေကိုထည့်လိုက်ပါမယ်။တူဟူးလေးတွေကအဲ့လိုမျိုးရင်တူးသွားတဲ့အပိုင်းလေးလည်းပါတဲ့ခါကျတော့ဂျားထဲမှာအဲ့လိုတူးတုံးလေးတွေကမြင်နေရတာပေါ့နော်။အဲ့ဒါကြောင့်မို့လို့ကျွန်မရဲ့တူဟူးလေးကရုံးမလာဘူးဖြစ်သွားပါတယ်။ ပြည့်ရချိန်မှာတော့နှစ်လှုပ်ထားတဲ့မကြီးသီးမဲ့လေးဖြစ်ပါတယ်ဒီမကြီးသီးမဲ့လေးကိုနင်းငယ်ထည့်ပါမယ်ဒီဟာကိုလှုပ်ရတဲ့ချိန်မှာလည်းအရန်ကိုပင်ပန်းတော့ပါတယ်ဘာလို့လဲဆိုတဲ့အခါကျတော့သူ့ပြုတ်ပြီးတော့မှနှစ်တွေရအောင်လို့တိုက်ရလို့ပါရန်နန်ဆိုင်မှာတော့အနှစ်တိုက်ပြီးသားရောင်းနေဒါပေမဲ့ဆိုင်ကိုသွားတဲ့ချိန်မှာကုန်သွားလို့ပါဒီဟာကတော့စီချက်လေးပဲဖြစ်ပါတယ်သူကလုံးဝအသက်ပါရက်လေးတွေကကျွတ်တူမျိုးလေးတွေကိုအုံဆိုပြီးတော့ထည့်လိုက်ပါမယ်မှောင်မှောင်လေးတွေကတော့လူမျိုးစီချက်၃လား၃လားတော့မသိပါဘူးဒါပေမဲ့ကျမကတော့၃ပါတယ်ကြိုက်လို့ပါ ုတို့မျိုးလေးထည့်လိုက်ပါမယ်ပြီးတော့ဒီဥစားလေးကတော့ငရုတ်သီးလေးပဲဖြစ်ပါတယ်အဲပြီးရဲ့အချိန်မှာတော့ဒီမှာဟင်းညုံမှုန်စားတဲ့အတွက်ကြောင့်မလို့ဟင်းညုံမှုန်လေးနင်းငယ်ထည့်ပါမယ်မစားရင်တော့မထည့်ပါနဲ့ပြီးတော့စားလေးထည့်ပါမယ်ပြီးတော့ပို့ပြီးတော့အရသာကောင်းတော်အောင်လို့ဒီဥစားဘာလဲငံပြားကြီးထည့်ပါမယ်ငါငင်ပြရေးပဲရှိပါတယ်နည်းလေးထည့်ပါမယ်อืมอืมอืมရစာရေးပြီးမှထထည့်လို့ရရဆိုတဲ့ခါကျတော့ထားလိုက်ပါမယ် ပြီးတော့ပဲမုံလေးနည်းရထည့်ပါမယ်အဲ့မှာတော့ထူးထူးလေးဖြစ်တော့မှာပါအင်းအင်းနေပါရောမယ်အဲ့အရန်လွယ်နေသလိုပဲတစ်ခုခုတော့လိုးနေပါတယ်ဘာလိုတော့လဲဆိုလို့ရှင်တော့စီချက်လေးနည်းနည်းများဖို့လိုးနေရပါသူကစီချက်လေးနည်းတော့ကျွန်တော်ရောင်ထွက်မလာဘူးဖြစ်နေပါတယ်နေနေအခုချိန်မှာတော့ကျမရဲ့တမောတိတုံလေးကပြီးစီးသွားပါပြီ။ဘောကနနမင်းနေရမထည့်ကျင်လည်းရပါတယ်။ကျမကနနမင်း fan ဆိုတဲ့အခါကျတော့ထည့်လိုက်ပါတယ်။မန်တော့ရေသူ့ရဲ့အယောင်လေးက မမောင်တဲ့စီမှာဆိုလို့ရှိရင်ဝဝလေးဖြစ်နေမှာဟုတ်တယ်မလားပို့ပြီးတော့စားခြင်းစီကောင်းတာပေါ့နော်ကိုကကြတော့စနွေးနေအရန်မတုံးထားတော့ကြီးဘာလို့လဲဆိုတော့ဘလို့ပြောရင်ကောင်းပါလေ QR နေတာလားတန်တက်အားနေတာလားအဲ့လိုမျိုးလူတွေကစနွေးနေအရန်မစားရဘူးလေဟုတ်တယ်မလားဟုတ်လားမသိဘူးရှော့ပြောတော့တော့အဲ့လိုမျိုးလူထင်တဲ့ခါကျတော့စနွေးစားတာနည်းနည်းရှုံနေတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီဥစ္စာစနွေးအရန်မပါဘဲနဲ့ဖြစ်နေတာပါอืม ကယ်တော့မမောင်သေးလေးစီမှာဆိုလို့ရှင်အာလူးလိုပါလိုပါထည့်တယ်ဒါပေမဲ့ကိုကကြတော့အတုတ်တွေတုတ်တဲ့ချိန်မှာအာလူးထည့်တာမကြိုက်ဘူးပေါ့နော်အဲ့ဒါကြောင့်လည်းမထည့်ပါဘူးဒီဟာလေးကကောင်းပါရဲ့ကိုလှုပ်ရောကိုကောင်းနေရည်음မော်ဒီတုတ်လေးနဲ့ထမင်းပူပူလေးနဲ့စားရတယ်လည်းကောင်းနေဆိုတဲ့ခါကျတော့ထမင်းလေးပါပြင်ဆင်ထားပါတယ်ရှင်စားလိုက်ပါအောင်မယ် ကျမယူရီယာသင်္ဘောသီးတောင်းတို့ရခိုင်စတိုင်သင်္ဘောသီးတုတ်တို့ဆိုလို့ရှင်လဲကြိုက်ပါတယ်။ယူရီယာသင်္ဘောသီးထောင်းမှာဆိုလို့ရှင်ကျတော့အဲ့လိုအချို့ရတာနည်းနည်းလေးပဲပါပြီးတော့တခြားချင်းချင်းဆက်ဆက်လေးဖြစ်နေတဲ့ဟာဆိုလို့ရှင်တော့ကြိုက်ရပါတော့။ခိုင်စတိုင်သင်္ဘောသီးတုတ်ကကျတော့ကိုယ့်ပတ်ဝန်းကျင်မှာကိုယ်နဲ့အလုပ်တူတူလုပ်နေတဲ့လူတွေကရခိုင်လူမျိုးတွေဆိုတဲ့ခါကျတော့သူတို့အိမ်မှာဂုံသွားဆင်လို့ရှင်သူတို့ကရခိုင်စတိုင်တုတ်ကြည့်ရအောင်တို့ဆက်လို့ကောင်းပါတယ်။မူပီလေးနဲ့ပါတော့။ကျမရဲ့ရမစတိုင်သင်္ဘောသီးတုတ်ကိုတော့သူတို့မစားဘူးသေးပါဘူး။ဟွန်း ုံသွားပါပြီ။ဘယ်တော့ဒီဥစားလေပေါ်ရင်းနဲ့ဗီဒီယိုရိုင်းနဲ့စားလိုက်ရတာဆိုတဲ့အခါကျတော့အရသာကိုဖြစ်ဖြစ်မြမြောက်လေအရင်မခံစားလိုက်ရသလိုဘာလို့ကုံသွားမလဲမသိလိုက်ဘူး။နေ့ရက်တော့ရက်ဒီမှာစားမယ်လို့ခြံထားတဲ့ဟာလေးကိုထပ်ပြီးတော့တုတ်စားလိုက်ပါဦးမယ်။ပြီးတော့ကုကုကုလောသုံးသပ်ပြီးရည်စရာတခုရှိရဲ့။အဲ့ဘာလဲဆိုတဲ့အခါကျတော့ကျမလေပေါ်တယ်ဟုတ်တယ်မလား။ဗီဒီယိုထဲမှာဆိုလို့ရှိရင်လည်းသူရရဲ့ဆိုရင်ဟင်းချက်တဲ့ဟာဆိုရင်ဟင်းလေးကိုပဲဖြစ်ဖြစ်မြမြောက်ချက်ပြတာ။ပြီးလို့ရှိရင်တခုခုလှုပ်တဲ့ဆိုရင်လည်းအဲ့ဟာကိုဖြစ်ဖြစ်မြမြောက်လှုပ်တာ။ဒါပေမဲ့ ကိုကကြတော့ဟင်းချက်လို့ရှင်လဲလေပေါ်တာများတယ်စားလို့ရှင်လဲလေပေါ်တာများတယ်ဟုတ်တယ်မလားအစတော့ထင်တာတော့ဗီဒီယိုရိုက်တဲ့အချိန်မှာငါတရားထဲပဲအဲ့လိုမျိုးလေပေါ်တာများတယ်လို့ထင်တာတကယ်တော့ကျွန်မအဲ့လိုမဟုတ်တော့ကျွန်မနဲ့တဲတဲ့လူတွေနဲ့ရှိလို့ရှင်ကျွန်မ24နာရီပြောရတော့စကားတွေခုတော့ဘယ်မှာဦးကိုပြန်သုံးသပ်မိတာတကယ်တော့လေပေါ်တာဗီဒီယိုထဲမှာတည်းမဟုတ်ဘူးအပြင်မှာဆိုလို့ရှင်လဲကီကိုက်တဲ့လူတွေနဲ့တွေ့လို့ရှင်လေပေါ်တယ်ပေါ့နော်အရန်ပေါ်တယ်ရှင်ပေါ်တယ်ပေါ့ဒီနေ့တော့လောက်ပါပဲနောက်မှပြန်တွေ့ကြမယ်တတား